ချိုသားရဲ့တချင်းဆိုတန်ကြောင်းအပိသူရဲ့မြပြလာတဲ့မဆန်းရွနယ်လွန်ဆိုရင်ပန်းလိုပန်းမောင်မောင်မိမိကလာပါဗမစ်နောင်းကနေကြွဆလိုက်ပါတယ်ဆိုရှယ်မီဒီယာမှာတချို့တွေကနမဲကြီးဖို့အတွက်နမဲကြီးပြီးသားတချင်းတွေကိုပြန်လဲတိဆိုကြပါတယ်ငွေရှိရုံနဲ့တချင်းတွေတပုတ်ပြီးတပုတ်ထုတ်လို့ရတဲ့ခစ်ကြီးရဲ့မှာအစောတော်တွေကလည်းပေါများလာခဲ့တာပါစကားပြောတတ်ရုံနဲ့တချင်းဆိုလို့မရပါပေမဲ့လည်းနမဲကြီးချင်းရုံနဲ့ငွေအကုန်ခံပြီးတချင်းတွေထုံနေသူတွေလည်းရှိပါတယ် မြမတန်းစင်တဲ့ချင်းတွေကိုတပုတ်ပြီးတပုတ်ဆိုပြီးပွဲရီမှာလဲလိုက်စောကအောင်မြင်နေတဲ့သူတွေလည်းရှိပါတယ်။မန်ဆန်ရွံ့နယ်ကတော့ပင်ကိုအတန်ကောင်းသူတယောက်ဖြစ်ပြီးချိုသားတဲ့အတန်လေးကြောင့်နမည်ကြီးလာခဲ့တဲ့သူပါ။မဆန်ရွံ့တွေကအခြားသောအမျိုးသမီးတွေလိုလူအများကိုနာထောက်ခပေးဖို့အတွက်တချင်းဆိုတာမဟုတ်ဘဲသူ့ရဲ့အတန်နဲ့လူအများကိုကျင်းနူးတော့ဖျော်ဖြေပေးနိုင်သူဖြစ်ပါတယ် ပြောပွဲသူလေးမန်ဆန်းယွန်းတွေကသချင်းစာသားတပိုင်းလောက်ကိုပဲတီဆိုပြပေမဲ့လည်းအတန်ကကြည်လင်နေတာကြောင့်လူကြိုက်များနေပါတယ်။သူရဲ့ဇာတိကတော့ပြောပွဲမြို့နယ်မိုးနံကုန်းရွာကဖြစ်ပြီးအရင်ကတည်းကလည်းဆိုင်းထဲမှာအစရောလောက်ခဲ့ဘူးတဲ့သူပေါ့။တချင်းဆိုရတာကိုဝါသနာပါတဲ့မန်ဆန်ယွန်းတွေကအိမ်မှာလဲတချင်းတီဆိုလေးရှိပါတယ်။သူရဲ့အတန်ကတော့အရန်ချင်းလင်းနေပြီးဂျာယာသူတွေကိုတခါနားထောင်ဘူးယုံနဲ့သဘောကျသွားစေပါတယ်။တချို့တွေကတော့မန်ဆန်ယွန်းတွေကိုအတန်မပီတော့ဘူးလို့ဝေဖန်နေကြတာပါ။ ချတန်နဲ့ရှတန်ကိုမပီရာကြောင့်သူ့ကိုလှောင်ပြောင်းသူတွေလည်းရှိပါတယ်။ပြောပွဲရမဲတင်ပြင်းမနာနေတကြောမှာနေထိုင်သူတွေကတော့ချတန်နဲ့ရှတန်ကိုမကွဲမပြားဖြစ်နေပြီးမတ်စန်ယွန်းနယ်လည်းမပီတတာကြောင့်အပြောခံနေရပါတယ်။ဒါပေမဲ့အခြားစကလုံးတွေကတော့ကြည်လင်ပီတနေတာကြောင့်သူ့အတန်ကိုချလိုက်ရင်အတိတ်နေရာတစ်ခုကိုပြန်ရောက်သွားတယ်လို့ခန့်စားရမှာပါ။ မန်ဆန်ရွနယ်ကမြန်မာတန်ဆင်ကိုပိုင်နိုင်တာကြောင့်အစိုးရကြီးမမို့ဇော်ဝင်နီနီဝင်းရွှေတို့ရဲ့တချင်းတွေကိုပြန်လည်တိစောပြနိုင်ပါတယ်။လူသိများချင်းရုံနမဲကြီးချင်းရုံနဲ့စုပြနေတာမဟုတ်ဖဲသူ့ရဲ့အရေးသွေးကိုဖော်ပြနေတာဖြစ်ပါတယ်။ခန်းစားချက်တွေကိုထည့်ပြီးတိစောတဲ့မန်ဆန်ရွနယ်ကသူ့ရဲ့အရေးချင်းတွေကိုအခုမှသာထုတ်ပြလာခဲ့တာဖြစ်ပြီးအရင်ကတော့အိမ်မှာပဲတိစောလေးရှိတဲ့သူပါ။ မန်ဆိုင်ရွတ်တွေကတချင်းဆိုတာကိုပဲအဓိကအပြူတာဖြစ်လို့ရုပ်ရည်ကိုလည်းဦးစားမပေးပါဘူးမိကတွေပြင်ဆင်ပြီးမှတချင်းဆိုတာမဟုတ်ပဲပင်ကိုတဘာဝအလှအတိုင်းပဲဦးစားပေးပြီးတချင်းတွေသိဆိုပါတယ်တန်စင်တွေမပါဘဲသိဆိုတာတောင်ကြည်လင်နေတဲ့အတန်ပိုင်ရှင်ဖြစ်တဲ့မန်ဆိုင်ရွတ်တွေကတော့အပေးသူတွေရှိလာပြီးကိုပိုင်တချင်းတွေဆိုဖို့အပေးနေကြပါတယ်မန်ဆိုင်ရွတ်တွေကသူ့ရဲ့အတန်အရေးချင်းကိုအသုံးချပြီးတော့နမဲကြီးလာခဲ့သူဖြစ်တာကြောင့်အပေးမဲ့သူတွေလည်းအခိုင်အမာရလာခဲ့ပါပြီ ဆိုင်ပွဲတွေမှာတိဆောဘူးတဲ့အတွေ့အကြုံရှိတဲ့မန်ဆန်ယူနယ်ကိုသူ့ရဲ့မောင်လေးဖြစ်တဲ့မင်းတင်ကရိုက်ကူးပေးတာပါမင်းတင်ထပ်ပို့ပြီးတော့အတန်ကောင်းနေသူဖြစ်ကတောရလေးတွေမှာလည်းမန်ဆန်ယူနယ်လုံးအတန်ကောင်းသူတွေလည်းရှိနေပါတယ်အကြီးလေးများအပြုံးလေးများဂျိုလာထောက်ဆိုတဲ့အတန်ကိုလူအများစုကနားရဲကိုဆွဲနေတဲ့အချိန်မှာမန်ဆန်ယူနယ်ကတော့ကြီးလင်းတဲ့အတန်ဖြစ်နေပါတယ်မန်ဆန်ယူနယ်ရဲ့အတန်ကမြန်မာတန်စင်တချင်းနဲ့လိုက်ဖက်ပြီးစိတ်ကြီးလင်းစေတဲ့အစွမ်းရှိတာကြောင့် ဒီအပိုင်းအတွင်းမှာတင်အရန်အောင်မြင်လာပါတော့တယ်။ဆိုင်းရွံ့နယ်လိုကိုပိုင်ရေချင်းကိုအုံပြုပြီးစ조사နေတဲ့သူမျိုးကိုမြမြအားပေးသင့်ပြီးအစိုးကောင်းမှုအတွက်ရုပ်ရည်တွေအတန့်ရွယ်တွေမလိုဘူးဆိုတာကိုသိသွားကြပါတယ်။စတူဒီယိုမှာအတန်သေးတာမဟုတ်ပေမဲ့လည်းမဆိုင်းရွံ့နယ်ရဲ့အတန်ကိုပြုပြင်ထားတယ်လို့ထင်နေသူတွေလည်းရှိကြပါဘူး။ကျင်းလင်းပြီးတော့တဲ့မဆိုင်းရွံ့နယ်ရဲ့အတန်ကိုသဘောကျရင်လားဆိုတာခေါမတ်မှာပြပြခဲ့ပါအောင်ရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ